်မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဘုရားတန်တော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုခံစားရပါတယ်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာယေရှုရောအဖင်ကျွန်တော်နဲ့တူနှုတ်ခွန်းဘတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြည့်စုံပေးတဲ့အတွက်ယောဘဝိတ္ထုခန်းကြီး32အပိုင်ငယ်73ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တို့ဖြစ်၍ငါတို့သည်ပညာကို ရှာ၍တွေ့ပြီဟုသင်တို့ဆိုเสียမှရှိ ယောဘကိုနှိမ်ချတော်သူက လူမဟုတ်ဘုရားသခင်ပေသည်ပြီးခဲ့တဲ့နှစ်တုန်းကကျွန်တော်ယောဘဝိတ္ထုကိုအကန်းကြီး31မှာပြီးသွားပါတယ်အဲ့ဒါကိုဆက်ပြီးတော့မှဖတ်ရှင်တဲ့အတွက်ကြောင့်မလို့အကန်းကြီး32ကိုဆက်ပါတယ်ဓမ္မတိကျမ်းကတော့ဗျာဒိကျမ်းမှာပြီးသွားပြီမို့လို့ဓမ္မဟောင်းကျမ်းဘက်ကိုပြန်လှည့်ပြီးတော့မှကျွန်တော်တို့ဆင်ခြင်ကြရအောင်အခုဖတ်သွားတဲ့ကျမ်းပိုက်မှာဗာတွေ့ရလဲဆိုတော့ယောဘရဲ့တငယ်ချင်းတယောက်က ပညာကိုရှာ တွေ့ပြီလို့သင်တို့ဆိုเสียမရှိပါဘူးတဲ့လူကြီးဖြစ်လို့ပညာရှိတာမဟုတ်တလို့အသက်ကြီးသောသူတွေကလည်းအမှန်တရားကို နားလေတတ်တာမဟုတ်ဘူးလို့ပြောပါတယ်ပြီးတဲ့ခါမှာပညာဆိုတာကဘုရားကပဲပေးတာဖြစ်တယ်လို့လည်းဆိုထားတာတွေ့ရပါတယ်ယောဘကိုနှိမ်ချတဲ့သူကဘုရားသခင် ကိုရိုတိုင်းပဲဖြစ်တဲ့အတွက်ကြောင့်မလို့လူကဘုရားပြုတဲ့အမှုကို နားမလည်နိုင်ဘူးဖြစ်ရခြင်းက ်နှိမ့်ချခံရလို့ဆိုပြီးတော့မှဒီလိုကျွန်တော်နားလည်မိပါတယ်ချစ်တော်မိပါဤကိုမောင်တို့မတို့နားလည်နိုင်တဲ့ညံကိုဘုရားသခင်ကပေးတယ်အမှုရဲ့အထဲမှာဘုရားသခင်ကဝိညာဉ်ကိုလည်းထည့်ထားပေးတယ်သို့တော်လည်းပဲလူကဘုရားရဲ့နှိမ့်ချခြင်းကိုခံရတယ်ဆိုလို့ရှိရင်ဘုရားသခင်သိစေလိုတဲ့အရာတွေကိုမသိနိုင်တော့ဘူးဆိုတဲ့သဘောတက်ရောက်သလိုဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အရာတွေကို နားလေဖို့ရန်မဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောလေးစောင့်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့လောကအရာတွေဘလောက်ကျွမ်းကျွမ်းလောကအရာတွေဘလောက်ပဲတင်ထားတင်ထားဘုရားခင်ပေးတဲ့ဉာဏ်ကိုမရဘဲနေရင်တော့ဒါဟာဘုရားခင်သူ့ကိုနှိမ်ချထားတဲ့သဘောရှိပါတယ်ဒါဆိုရင်ဘုရားခင်ရဲ့ချီးမြှောက်ခြင်းကိုခံရတယ်ဆိုတာကရောဘလိုမျိုးလဲလို့တွေးကြည့်တဲ့အခါမှာနှိမ်ချခြင်းရဲ့စံကျင်ဘက်ဖြစ်ပါတယ် ဘုရားသခင်ရဲ့ကြီးမြောက်ခြင်းကိုခံရတယ်ဆိုတဲ့အတိပဲဖြစ်ပါတယ်။လူတစ်ယောက်ကဘုရားသခင်ရဲ့ကြီးမြောက်ခြင်းကိုခံရပြီဆိုလို့ရှိရင်သူဟာဘုရားနဲ့ဆိုင်တဲ့အရာတွေကို နားလည်ခွင့်ရတယ်။ဉာဏ်ပညာကိုရပြီးတော့မှသဘောပေါက်နိုင်တယ်ဆိုတာကိုတွေ့ရတယ်။ဘုရားသိစေလိုတဲ့အရာတွေကို သိခွင့်ရခြင်းဟာဘုရားသခင်ရဲ့ကြီးမြောက်ခြင်းကိုခံရခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့နားလည်နိုင်သောဉာဏ်ဆိုတာအသက်အရွယ်နဲ့မဆိုင်ပါဘူး။ နားလေနိုင်သောညံဆိုတာကတင်းယူနိုင်မှုနဲ့လည်းမဆိုင်ပါဘူးနားလေနိုင်သောညံဆိုတာကဘုရားခင်ရှေ့တော်မှောက်မှာကိုကိုကိုနှိမ့်ချပြီးတော့မှ နေခြင်းဖြစ်ပြီးတော့ဘုရားရဲ့ကြီးမြောက်ခြင်းကိုခံရမှသာလျင်နားလေနိုင်သောညံကိုရနိုင်ပါတယ်ချစ်တော်မိမကြီးကိုမောင်တော်မတို့ဘုရားခင်ပြင်ဆင်ပေးတဲ့အရာတွေဘုရားသိစေလိုတဲ့အရာတွေကိုနားလေနိုင်စေဖို့ရန်အတွက်ဘုရားခင်ရှေ့မှာကျွန်တော်တို့နှိမ့်ချနေဖို့လိုပါတယ် ဘုရားခင်ကသူ့ရှေ့မှာနှိမ်ချရင် သူကချီးမြောက်မယ်လို့ပြောတဲ့အတွက်ဘုရားရဲ့ချီးမြောက်ခြင်းကိုခံရမှသာကျွန်တော်တို့ဟာပညာကိုရှာတွေ့နိုင်မှာ ဖြစ်တယ်။နားလည်နိုင်တဲ့ဉာဏ်ကိုရမှာဖြစ်ပါတယ်။ဒါကြောင့်အသက်ကြီးပြီးတော့မှနားမလည်နိုင်ဘူးပညာကိုမရဘူးဆိုရင်တော့သူဟာဘုရားရဲ့နှိမ်ချခြင်းကိုခံရတာအသက်ငယ်တော်လည်းပဲဝိညာဉ်ရေးရာတွေကိုနားလည်ခွင့်ရတယ်ဆိုတာဘုရားသူ့ကိုချီးမြှောက်နေတာဖြစ်တယ်လို့ သဘောပေါက်လာလဲစေချင်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းကိုခံခြင်းရဲ့ဝိညာဉ်ရေးရာကိုနားလည်ဖို့ရအတွက်စူးစမ်းရပါမယ်သင်ယူရပါမယ်နှုတ်ကပတ်တော်တွေကိုခံယူဖို့လိုပါတယ်ဘုရားသခင်ရဲ့ဖွင့်ပြခြင်းကိုများများသိလေလေဘုရားရဲ့ချီးမြှောက်ခြင်းကိုပို့ပြီးခံစားရလေလေလို့သိရှိနားလည်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ သူတပားတွေမသိနိုင်တဲ့ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အရာတွေကို သိခွင့်ရခြင်းကပင်လေဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားခြင်းနဲ့အတူ အများအလယ်မှာမျက်နှာသာရစေတာဖြစ်တယ်ဆိုတာကိုသိစေခြင်းပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့စံစာဖတ်ပြီးနားမလည်ဘူးလားဆုတောင်းပါနှုတ်ကပတ်တော်တွေခံယူနေရတဲ့သဘောမပေါက်နိုင်ဘူးလားဆုတောင်းပါ နေ့စဉ်တမာတရားတွေကိုကြားနေရတဲ့အနေနဲ့ဝိညာဉ်သဘောတွေကို နားမလည်ဘူးဖြစ်နေတယ်ဆိုရင်တော့ဖះရဲ့ရှေ့တော်မောင်းမှာနှိမ့်ချပြတ်ဝွေ၍ဆုတောင်းဖို့လိုတယ်လို့တိုက်တွန်းခြင်းပါတယ်ဇာတိမမာနာတွေကိုခွာချပြီးတော့မှဖះရဲ့ချင်းမြောက်ခြင်းကိုခံရပါပြီအကြောင်းလဲကောင်းချီးပေးပါတယ်ဖះရှင်အရောက်တိုင်းကိုကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖះကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာပေါ်မှာကိုရောရှင်ဖွင့်ပြလို့ယေရှုတင်တယ်နားလည်နိုင်သောညံကိုပေးပါ ကိုရောရဲ့ချီးမြှောက်ခြင်းကိုလိုချင်ပါတယ်။ကိုရောဖျားကျွန်တော်ရဲ့အသက်တာပေါ်မှာကိုရောပြုတဲ့အမှုတွေကိုတနေ့တစ်နေ့နားလေသိရှိရတဲ့အခွင့်နဲ့အသက်ရှင်နိုင်ပါမည်ကြောင့်မာဆာပါ။ယေရှုတင်နဲ့နားမတော်ပုံကြည်ပါစေ။တနေ့တာလုံးကိုလက်ဝဲအနန္တရဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ရှင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍တနေ့တာကိုစက္ကပ်အနန္တပါ၏။အာမင်။